SK Story ကိုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ SK Story Channel ကနေပြီးပြန်လည်ကြိုဆိုပါရစေဒီကနေ့မှာ2009ခုနှစ်မှာထွက်ရှိထားပြီးတော့နင်ဂျာလို့နာမည်ရတဲ့ဇာကားလေးတစ်ပုဒ်ကို recap နေနဲ့တင်ဆက်ပေးဖို့ရွေးချယ်ထားပါရခင်ဗျာဒီဇာကားထဲမှာတော့ကန်ဆူးမိုးမောင်ကြားခဲ့တဲ့ပြီးပါမဲ့ကလေးတယောက်ကိုနင်ဂျာဆရာကြီးတဦးရဲ့ပြုစုပြူထောင်မှုအောက်မှာထိတ်တန်းအတော်ဆုံးနင်ဂျာတယောက်ဖြစ်လာခဲ့ပြီးစီအာဂျီရဲ့ဘိုးစဉ်ပေါင်းဆက်လက်ဆင့်ကမ်းလာတဲ့နေကြရီတို့ကအရေးကြီးတဲ့ပစ္စည်းတစ်ခုကိုကာဝယ်ဖို့တာဝန်ပေးခံလိုက်ရပါပြီ နောက်ဆုံးမှာတော့ဒီပစ္စည်းကိုကာကွယ်နိုင်မလားဒေတန်နင်ဂျာရီရဲ့တိုက်ပွဲကရောဘယ်လိုမျိုးအဆုံးသက်ကြအောင်လဲဆိုတာကိုကြည့်လိုက်ကြအောင်ပါ။ဟုတ်ကဲ့ပါကျွန်တော်ကတော့ SK Story ကပေးနိုင်တင်ဆက်သူရှိန်သူပဲဖြစ်ပါရခင်ဗျာ။ဆလိုင်းဆောင်မှာတော့နင်ဂျာအကြောင်းတော်တစ်ကြောင်းမြင်တွေ့ရမှာဖြစ်ပြီးတော့ဒီနေရာမှာတော့နောက်ဆုံးကြံရှိနေတဲ့ထိတ်တန်းနင်ဂျာဆရာကြီးတာခီတာက သူတပည့်တွေကိုအတော်ဆုံးနဲ့အတန်အမာဆုံးနေကြရဖြစ်လာအောင်တင် जा လေးကျင့်ပေးနေအောင်မြင်ရပါဖြစ်ပါသည်။ဆရာကြီးတာခီတာဟာတပည့်အားလုံးကိုအလုံးစုံလေးကျင့်ပေးနေခဲ့ပြီးသူနေရာကိုဆက်ခံနိုင်မဲ့အရေးချင်းရှိသူတွေထဲမှာ KC ဆိုတဲ့တပည့်တယောက်လည်းပါဝင်ပါသည်။ KCR တာခီတာမွေးစားခဲ့တဲ့မိဘမဲ့ကလေးတယောက်ဖြစ်ပေမဲ့သူ့ရဲ့လေးကျင့်မှုအပေါ်မှာအမြဲတမ်းထားရှိတဲ့စိတ်ဓာတ်ကြောင့် KCR ဆရာကြီးရဲ့နေရာကိုဆက်ခံနိုင်သူတွေကတယောက်ဆိုတာကိုတည်တည်ပြခဲ့ပါသည်။တာဂီတာတပည့်တွေကိုတင် जा ပေးနေတဲ့ဒနာရီလာနင်ဂျာလက်နက်ဖြစ်တဲ့ယူရိုင်ဘေးစုအကြောင်းကိုလည်းအမြဲပြောလို့ရှိပါသည်။ ယူရိုင်းဘေးစုဆိုတာကထာဂီတာရဲ့ကျောင်းတော်မှာရှေးပဝေတနီကလေးကလက်ဆင့်ကမ်းလာခဲ့တာဖြစ်ပြီးအဲဒီလက်နက်တွေကပြင်းထန်ပြီးတော့ထက်မြက်တဲ့တေးချင်းတရားကိုဖန်တီးဖို့ပဲဖြစ်ပါတယ်လို့တာဂီတာကပြောပြခဲ့ပါတယ်။ယူရိုင်းဘေးစုကိုပိုင်ဆိုင်ခဲ့တဲ့နင်ဂျာရီယာသူတို့ရဲ့ရှေ့ကရန်သူတွေကိုတပ်ဖြတ်ဖို့အတွက်ပဲအသုံးပြုခဲ့ကြပါတယ်။ဒါ့အပြင်နင်ဂျာရီရဲ့နီလန်းနေထဲမှာအစိတ်များလိုမျိုးအပြင်းထန်ဆုံးလက်နက်လည်းရှိနေပြီးတော့ဒါကိုရန်သူပေါ်မှာတီတီကြကြနဲ့မြင်းမြန်ဆန်ဆန်တပ်ဖြတ်ဖို့အသုံးပြုနိုင်ပါတယ်။အဲဒီစိတ်တွေကိုဖြေဖို့အတွက်ဆိုရင်တော့ ယူရိုင်းဘေးစုပိုင်ဆိုင်ထားတဲ့သူစီမှာပဲရှိတဲ့အစိတ်ဖြေဆေးကိုအသုံးပြုမှရမှာပဲဖြစ်ပါရည်။ဒါပေမဲ့ယူရိုင်းဘေးစုကဘလောက်ပဲအစွမ်းထက်ပြီးတော့အန္တရာယ်များပါစေ၊နှစ်ထောင်ပေါင်းများစွာတက်တန်းရှိတဲ့ဒဏ္ဍာရီမှာတော့ယူရိုင်းဘေးစုတွေကရှီနိုဘီဓာတ်ဟာစစ်မှန်တဲ့ကိုကာနေဂျာတယောက်ရဲ့လက်ထဲမှာဆိုရင်တော့အသက်ကိုနှုတ်ယူနိုင်အောင်သာမကပဲအသက်ကိုပြန်လည်ရှင်သန်စေနိုင်တယ်လို့လည်းဆိုထားကြပါရည်။ဒါကြောင့်လည်းပဲဒီအကြောင်းကိုသူတို့ပဲအားလုံးကိုသူကပြောပြခဲ့တာပေါ့လေ။သူတို့ပဲအားလုံးထဲမှာအရေးချင်းပြီးွားတဲ့ထိတ်တန်းတစ်ပေးနှစ်ယောက်ဖြစ်ကြတဲ့ မာဆာဇူကာနဲ့ခေစီတို့ကိုစူးစမ်းပြီးတော့တင်ဖို့လေသူကတခါလေးပြောခဲ့တယ်။ခေစီကတော့အမြဲတစေလေးချင်းမှုပေါ်မှာဆရာထက်တန်နေတဲ့သူတယောက်လို့ပြောရလိမ့်မယ်။ဘလို့လေးချင်းမှုမျိုးပဲဖြစ်ဖြစ်ခေစီကနောက်ဆုံးမှပြန်လေးရှိတဲ့သူပါ။အဲဒါကြောင့်လည်းပဲအကြောင်းတော်ကလူတွေကခေစီဆိုရင်ဝိုင်းပြီးတော့ချီးကျူးလေးစားကြတာမဆမ်းပါဘူး။အထူးသဖြင့်ထာဂီတာနဲ့သူ့ရဲ့သမီးနာမီကိုရိုးကပေါ့လေ။အဲဒါပေမဲ့ခေစီကိုမကြိုက်တဲ့သူတယောက်တော့ရှိတယ်။ အဲ့တော့ကတော့ဆရာကြီးထာဂီတာရဲ့အတော်ဆုံးတပည့်တွေတွေကတယောက်ဖြစ်တဲ့မာဇာဇူဂါလို့ခေါ်တဲ့နင်ဂျာပါပဲမာဇာဇူဂါကခေးစီကိုအမြဲတမ်းဒီစောင့်ကြည့်နေပြီးတော့ခေးစီကိုသူ့မိဘတွေစွန့်ပစ်ခဲ့တဲ့အကြောင်းလောင်မြောင်လို့ရှိတယ်။အဲ့ဒါကြောင့်လည်းပဲသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကတိတ်ပြီးတော့အဆင်ပြေကြရတယ်မှာမပါပါဘူး။ဒါမဲ့ဆရာဖြစ်သူထာဂီတာကတော့ခေးစီကိုဘာမှမလုပ်ဘူးနဲ့ကျောင်းတော်ရဲ့ဂုံတိခါကိုထိခိုက်စေနိုင်တယ်လို့ပြောပြီးတော့မာဇာဇူဂါအမြဲတမ်းပဲသတိပေးတားဆီးခဲ့တာမျိုးရှိပါတယ်။ဒါဂီတာရဲ့သတိပေးစကားကမာဇာဇူဂါကိုပို့ပြီးတော့မကြေမနက်ဖြစ်စေခဲ့လို့ပဲပြောရမှာပြ။ ။အနောက်ဆုံးမှာတော့ဒါဂီရိုက်နေရာကိုဘယ်သူဆက်ခံမလဲဆိုတာကိုဆုံးဖြတ်မဲ့နေ့တနေ့ကိုရောက်လာခဲ့တယ်။အဲဒီမှာအတုံးဆုံးဖြစ်တဲ့ KC နဲ့မာဇာဇူကာတို့နှစ်ယောက်ကအဆုံးဖြတ်တိုက်ပွဲတစ်ခုကိုရှင်ပြိုင်ရပါတယ်။ရှင်းရှင်းပြောရရင်တော့တို့နှစ်ယောက်ကတက်သားသားရီနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြတာပါ။အဲစားပိုင်းမှာတော့နှစ်ယောက်စလုံးရဲ့အစွမ်းကတူညီနေတဲ့ပုံစံမျိုးတော့ရတယ်။ဒါပေမဲ့လေပို့ပြီးတော့ထက်မြက်တဲ့မာဇာဇူကာပဲ KC ကိုလဲကြအောင်လို့တိုက်ခိုက်နိုင်ခဲ့တောင်မြင်ခဲ့ရတယ်။ဒါမဲ့ KC ပေါ်မှာမနာလိုစိမ့်တဲ့မုံတီးစိမ့်ကြောင့်မလို့မာဇာဇူကာက ကျောင်းတော်ရဲ့စီကောင်ချိုးပေါပြီးတော့တကယ်ဒါအစင်နဲ့ကီးစီကိုတတ်ဖို့စူးစမ်းခဲ့တာကြောင့်မလို့အားလုံးကလည်းဝိုင်းဝန်းပြီးတော့တားခဲ့ရပါတယ်။ဒါပြင်အဲမာဆာစုကာကကိုကိုကိုကာဝယ်ဖို့စူးစမ်းတဲ့ကီးစီရဲ့ဓာတ်ချက်တွေသူ့မျက်နှာမှာဒဏ်ရာရသွားခဲ့ပါသေးတယ်။အစိုးဆုံးကတော့တာကီတာကတပည့်ငယ်ကိုတတ်ဖို့စူးစမ်းတဲ့မာဆာစုကာကိုကျောင်းတော်ကနေပြီးတော့နှင်းထုတ်လိုက်တဲ့ဖြစ်ရပဲဖြစ်ပါတယ်။အဲဒီမှာဒါကဗီလင်တယောက်ကိုမွေးဖွားစေခဲ့တယ်လို့မျိုးဖြစ်သွားခဲ့ပြီးတော့မာဆာစုကာကဒီကိစ္စအတွက်ဘလောက်ပဲဝမ်းနေပြီးတော့တောင်းပန်ပါစီ သူဒီလိုမျိုးလုပ်ခဲ့ပြီးရဲ့နောက်မှာတော့တာကီတာကသူ့ကိုဒီကြောင်းတော်မှာဆက်ပြီးတော့နေခွင့်မပေးနိုင်တော့ပါနောက်တစ်ခါတော့ကျွန်တော်ကြည့်ကြမယ်ဆိုလို့ရှိရင်တော့ရုရှားနိုင်ငံကသတင်းစာရှင်းလင်းပွဲတစ်ခုလုပ်နေတာကိုမြင်တွေ့ရမှာဖြစ်ပြီးတော့ရုရှားဝင်တူကကုမ္ပဏီနှစ်ခုပူးပေါင်းမဲ့အကြောင်းကိုသတင်းစာရှင်းလင်းပွဲလုပ်နေပါပြီတချိန်တည်းမှာပဲတန်မာလို့နာမည်ရတဲ့လှုပ်ဝက်ဂိုင်းတစ်ခုကအဖွဲ့ဝင်အစ်တစ်ကိုမီးပူပေးထားတဲ့တန်တစိမ့်နဲ့ရင်ဘက်မှာတစိမ့်ရိုက်ပြီးတော့ကျိုးစုပွဲကိုလုပ်နေပါပြီအဲဒီလူတွေအားလုံးရဲ့ခေါင်းဆောင်ကတော့မစ္စတာတန်မာလို့ပဲခေါ်ပါပြီ ဒီရုရှားကုမ္ပဏီနှစ်ခုပူးပေါင်းမဲ့ကိစ္စကတန်မာမလိုလားတဲ့ကိစ္စပါပဲကုမ္ပဏီတွေပူးပေါင်းမှုစာချုပ်ချုပ်မဲ့နေမှာတန်မာကဒီကုမ္ပဏီကလူတွေကိုတပ်ဖို့အတွက်လူသက်သမားတယောက်ကိုငှားရင်ခဲ့ပါရီဒီလူသက်သမားကတော့တခြားသူမဟုတ်ပါဘူးခင်ဗျအဲကျွန်တော်နေကြဘွားကနေပြီးတော့ကျေးစားလူသက်သမားကိုပြောင်းလဲသွားခဲ့တဲ့မာဇာဇူကာပဲဖြစ်ပါရီသူ့ရဲ့နင်ဂျာကျွမ်းကျင်မှုနဲ့ခင်မီလက်နဲ့ပစ္စည်းတွေပေါင်းစပ်လိုက်တဲ့အခါမှာတော့ဒီမာဇာဇူကာကကုမ္ပဏီနှစ်ခုကလူတွေကိုအလွယ်တကူရှင်းလင်းနိုင်ခဲ့ပါရီ ဒါပြင်သူကတေလူနီပါဖြစ်နေတဲ့သူ့ရဲ့သားကောင်မစ္စတာယူရီကိုလည်းတရင်းသာရှင်းလင်းပွဲနေရာကိုထွက်သွားခိုင်းခဲ့ပါရီ။ဒါတော့မာဆာဇူကာကသူ့ရဲ့အစွမ်းကိုကြည့်နေတဲ့တန်ပေါက်တက်တည်ပြဖို့ပဲဖြစ်ပါရီ။မစ္စတာယူရီကတရင်းသာရှင်းလင်းပွဲနေရာရောက်လာတဲ့အချိန်မှာပဲလေးကြသေးဆုံးခဲ့တော့တရင်းသာရှင်းလင်းပွဲကလည်းဘရုံးသုံးကဖြစ်သွားခဲ့ပါရီ။မာဆာဇူကာကြောင့်မလို့ကုမ္ပဏီတစ်ခုပူးပေါင်းမှုလည်းပျက်စီးသွားခဲ့တာကြောင့်တန်ပေါက်ကလည်းအားရချိန်နဲ့သွားခဲ့တယ်။ ီနောက်တစ်ခမ်းမှာတော့တာဂီတာကဒီနေ့မှသူ့နေရာကိုဆက်ခံမဲ့သူကိုကြီးညာဖို့အတွက်မိတ်ဆွေနဲ့နိုင်ငံခြားကဧည့်သည်ကိုပါဖိတ်ထားခဲ့ပါရီ။ဒါမဲ့ယုတ်တရက်မာသာစုကရောက်လာခဲ့ပြီးတော့သူကသာအသင့်တော်ဆုံးဖြစ်ကြောင်းပြောပါရီ။ဒီအပြင်ကိုမှမာသာစုကကဒန်နိုင်လာနေညာလက်နဲ့ပြတဲ့ယူရိုင်းဘစ်စုကိုလည်းပိုင်းဆိုင်ချင်းနေရပါ။ဒါပေမဲ့မာသာစုကကအရင်တုန်းကเจ้าတော်ကနေပြီးတော့နေထုတ်ခံထားသူဖြစ်တာအကြောင်းမလို့ဆက်ခံသူဘလို့မှမဖြစ်နိုင်တော့ပါဘူး။အဲဒါကြောင့်ဒါဂီတာကဂီစီကိုသူ့နေရာမှာဆက်ခံမဲ့သူဖြစ်ကြီးညာလိုက်ပါရီ။ မာသာစုကတော့ဒီလိုလှုပ်ခဲတဲ့အတွက်အားလုံးနောင်တရလိမ့်မယ်လို့ပြောပြီးတော့သူ့မျက်နာဒဏ်ရာကို KC ကိုပြလိုက်ပါတယ်။ဒါတော့မကြခင်မှာမကြေဝဲလက်စားချေဖို့လာမယ်ဆိုတဲ့သဘောမျိုးပါ။အဲဒီနောက်မှာတော့မာသာစုကထွက်သွားပြီးတော့ဒါဂီတာကသူတပည့်ဟောင်းကလိုချင်တာကိုဘယ်နည်းနဲ့မဆိုရအောင်ယူမဆိုတာကောင်းကောင်းသိနေတာပါ။အဲဒါကြောင့်ပဲသူကယူရိုင်ဘေးစုကိုမာသာစုကရဲ့လက်ထက်ကိုမရအောင်လို့ဖွက်ထားဖို့လိုအပ်ပါတယ်။အဲလိုနဲ့သူက KC နဲ့နာမီတို့ကိုဒီကိစ္စကိုဆောင်ရွက်ဖို့တောင်းဝင်တခါလေးပေးခဲ့ပါတယ်။ ။ဒါကိရမှာဒီကိစ္စကိုကူညီနေမဲ့လူတယောက်ရှိပါရီ။အဲဒါကြောင့် KC နဲ့နာမီကိုတို့ကယူရိုင်းဘေးစုကိုနယူးယောက်မှာရှိတဲ့ပါမောက္ခဂါရီဆန်စီကိုယူသွားခဲ့ကြပါရီ။ပါမောက္ခဂါရီဆန်ဆိုတာကတော့ဒါကိရရဲ့မိတ်ဆွေတယောက်ဖြစ်ပြီးတော့တက္ကသိုလ်တစ်ခုမှာပါမောက္ခဖြစ်အလုပ်လုပ်နေရဖြစ်ပါရီ။ဒီနေရာမှာတော့ရှင်းအောင်လက်နက်တွေထားရှိတဲ့အခန်းတကန်းရှိပြီးတော့ဒီနေရာကိုအဆောင်လျှောက်တွေအများကြီးနဲ့လုံညိုးစနစ်တွေအပြည့်နဲ့ကာဝယ်ထားရပါရီ။အဲဒါကြောင့်တာဂီတာကယူရိုင်းပစ်စုကိုဒီမှာထားမယ်ဆိုလို့ရှိရင်မာဇာစုကလက်ကလွတ်မြောက်လိမ့်မယ်လို့ယုံကြည်ခဲ့တာပါ။ ဒရိုင်ဘေးစ်ကိုထားပြီးနောက်မှာတော့ဘာမောက်ကဂါရီဆန်ကကီစီနဲ့နာမီကိုတို့ကိုသူ့အိမ်မှာတဲဖို့တခေါ်သွားခဲ့ပါရီအဲ့ဒီအချိန်မှာပဲဂါရီဆန်ကကီစီရဲ့နောက်ကြောင်းကိုမေးမြန်းခဲ့ပါရီကီစီလိုမျိုးဂျပန်လူမျိုးမဟုတ်တဲ့သူကဘာလို့ထာဂီတာနဲ့အတူတူရှိနေရလဲဆိုတော့သူကအံ့ဩနေလို့ပါကီစီကဒီကြောင်းအသိပြီးတော့မပြောချင်ပေမဲ့လေမိရဲ့သူကသူတို့ဘက်မှာကျေးဇူးရှိနေတဲ့ဂါရီဆန်ဖြစ်နေရကြောင်းမလို့သူ့ရဲ့အတိတ်ကအကြောင်းတွေကိုမပြောချင်မိနဲ့ပြန်ပြောင်းပြောပြခဲ့ရပါရီဒီချိန်ထဲမှာပဲလှုပ်ဝက်စမ်းကြဲတဲ့နင်ဂျာတယောက်ကဆီအိုင်တာဂီတာရဲ့နင်ဂျာအကြောင်းတော်တွေကိုခိုးဝင်လာပြီးတော့ သူ့ရဲ့တပည့်တွေကိုရဲဆက်ဆက်တပ်ဖြတ်ပစ်နေပါတယ်။အဲ့ဒီနေညာကိုရှင်းဖို့စူးစမ်းသူတွေအားလုံးကလည်းတိုက်ခိုက်ခံရပြီးတော့တေဆုံးကုန်ကြတယ်။ဒါမဲ့တာဂီတာနဲ့တွေ့တဲ့အခါမှာတော့သူရှိရနေညာကသူကိုယ်တိုင်တင်ကြားပြီးတော့လေ့ကျင့်ပေးခဲ့တဲ့ထိတ်တန်းတပည့်မာဆာဇူကဆိုတော့သူကကောင်းကောင်းသိပါတယ်။အဲ့ဒါကြောင့်မာဆာဇူကတတ်ထားတဲ့ပညာရဲ့အားလုံးကဆရာဖြစ်သူတာဂီတာကိုဘယ်လို့မှမရှင်းနိုင်ခဲ့ပါဘူး။လီယိုမာရိုမြည်သည်ဆိုတဲ့အတိုင်းပဲမာဆာဇူကကမနိုင်မသိသွားတဲ့အခါမျိုးမှာတော့မိရဲ့အားလုံးပိတ်သွားအောင်လုပ်လိုက်ပြီးတော့အမောင်းချလိုက်တယ်။ အဲဒီနောက်မှာတော့အမောင်ထဲမှာမြင်နိုင်တဲ့မျက်နှာပုံးကိုတက်လိုက်ပြီးတော့သူ့စီယာတာဂီတာကိုမှုပြောင်းတဲ့အစိမ်းများတွေကိုပြစ်လိုက်ပါရီတာဂီတာကမျက်လုံးမိတ်ပြီးတော့အာယုံဆိုင်ခဲ့ပေမဲ့လေမာသာစုကာရဲ့ပရိရဲ့အကြောင်းမလို့အစိမ်းများတချို့သာရှောင်နိုင်ခဲ့ပါရီနောက်ဆုံးမှာတော့လေးကြွားရဲ့တာဂီတာကိုမာသာစုကာကခေါင်းဖြတ်ပြီးတော့တက်ပြစ်လိုက်ပါရီအဲဒီအချိန်မှာပဲနာမီကသူ့ဖေစီကိုပမောကဂါရီဆန်ရဲ့ဖုန်းနဲ့ဖုန်းဆက်လာပါရီဖုန်းသံမီလာအကြောင်းမလို့မာသာစုကာကကြည့်လိုက်တဲ့အခါမှာတော့ဂါရီဆန်ဆိုတဲ့နာမည်ကိုတွေ့လိုက်ရပြီးတော့ယူရိုင်ဘေးစုကဒီမှာမရှိဘူးဆိုတာသူသိလိုက်ရပါရီ တပတ်မှလည်းတန်မောက်ကိုသူ့ရဲ့ကုမ္ပဏီကရှယ်ယာတွေအများကြီးတက်လာတဲ့အကြောင်းသတင်းတော်တွေကဝိုင်းမင်းနေတဲ့အချိန်မှာမာသာစုကဖုန်းဆက်လာပြီးတော့ကေဂျီနဲ့နာမီတို့ဘယ်မှာရှိတယ်ဆိုရဲအချက်အလက်နဲ့ယူရိုင်ဘစ်စုကိုရှာပြီးဖို့ခိုင်းပါရီတန်မောက်ကတော့သူ့လုပေးမယ်လို့ကတိပေးခဲ့ပေမဲ့မာသာစုကလည်းသူ့အတွက်အလုပ်လုပ်ပေးရမယ်လို့ပြောခဲ့ပါရီဒါပေမဲ့ဖြစ်ဖြစ်သူ့လိုချင်တာရဖို့အတွက်မာသာစုကကအရာအားလုံးလုပ်ဖို့အစဉ်သင့်ဖြစ်နေရအကြောင်းမလို့သဘောတူလိုက်ပါရီမကြပါဘူးဒီတန်မောက်ရဲ့ဂိုင်းသားတွေကကေဂျီနဲ့နာမီတို့ကိုလိုက်လံရှာဖွေခဲ့ပြီးတော့ ။အဲနောက်ဆုံးမှာသူတို့နှစ်ယောက်ဟာပမောက်ကဂါရီဆန်ရဲ့အိမ်မှာရှိနေဆိုတော့တည်သွားကြပါလိမ့်။ဒါမှဂိုင်းသားတွေကဂါရီဆန်ရဲ့အိမ်ကိုဝင်ရောက်တိုက်ခိုက်ကြပြီးတော့ကီစီနဲ့နာမီတို့ကိုဖမ်းခေါ်လာဖို့ကြိုးစားပါလိမ့်။ဒါပေမဲ့သူတို့နှစ်ယောက်ကတာကီထားရဲ့တင်ကြမှုအောက်မှာလေ့ကျင့်ထားသူတွေဖြစ်တာကြောင့်မလို့ရောက်ရှိလာတဲ့အချိန်မှာဂိုင်းသားတွေရဲ့အင်အားကသူတို့ကိုရှင်းမှုတတ်မလုံတော့ပါဘူး။ဒါပြင်တာကီထားရဲ့တပည့်တွေကလည်းကီစီနဲ့နာမီကိုတို့ကိုကယ်ဖို့အတွက်သူတို့အသက်တွေကိုစွန့်လွတ်ခဲ့ရပါလိမ့်။အဲဒါကြောင့် KC ကနာမီကိုခေါ်ပြီးတော့အဲ့ဒီနေရာကနေထွက်ပြေးဖို့အတွက်အခွင့်အရေးရခဲ့ပါတယ် မာဇာစုကတော့ KC နဲ့နာမီကိုတို့နယူးယောက်မှာရှိနေတယ်ဆိုတော့သိသွားတဲ့အခါမှာတော့လိုက်သွားဖို့တပြင်ဆင်လိုက်ပါပြီ။ဒါမဲ့လေလင်းနဲ့သွားဖို့ကအခက်အခဲဖြစ်နေရကြောင်မလို့နေညာတယောက်ရဲ့ကျွမ်းကျင်မှုအသုံးပြုပြီးတော့လူတယောက်စီကနေလက်မှတ်တွေကိုယူပြီးတော့ခက်တီတီနဲ့ဝင်သွားနိုင်ခဲ့ပါတယ်။တပတ်မှလေးပဲဖြစ်ဖြစ်ဒီအများကြီးကြုံတွေ့နေရတဲ့ KC နဲ့နာမီကိုတို့ကဟိုတယ်တစ်ခုမှာပုံအောင်နေပါတယ်။နာမီကသူ့ဘေတာကီတာကိုဖုန်းဆက်တုန်းကလည်းဖုန်းမကင်ခဲ့တာကြောင်မလို့သူ့ဘေတခုခုဖြစ်နေပြီလို့ထင်နေခဲ့ပြီးတော့ KC ကလည်းနှစ်သိမ့်ပေးနေရပါတယ်။ ဒါမဲ့လေဒီဘီကသတင်းတွေကိုကြည့်လိုက်တဲ့အခါမှာတော့ညူရောကရေးတွေကပမောကဂါရီဇန်မိသားစုကိုတတ်တဲ့တန်တရာတရားခံဖြစ်သူတို့ကိုလိုက်လံဖမ်းဆီးနေတာကိုတွေ့လိုက်ရပါပြီ။အမှသူတို့နှစ်ယောက်ရဲ့ passport တွေကလည်းပမောကဂါရီဇန်ရဲ့အိမ်မှာကျန်နေခဲ့တာကြောင့်မလို့သူတို့ကိုလူသက်သမားတွေလိုရေးတွေကထိနေကြတာပါ။အဲဒီအချိန်မှာသူတို့နှစ်ယောက်ကအတော်လေးအချိန်နေစိုးနေပါပြီ။ဒါတွေကမာဆာစုကလည်းလက်ချက်မှန်တိသွားခဲ့ပြီးတော့ယူရိုင်းဘစ်စုကိုအမြန်ဆုံးနေရာပြောင်းမှရတော့မှာပါ။ဒီလိုနဲ့နောက်တနေ့မနက်မှာတော့သူတို့နှစ်ယောက်ကဒီကိစ္စတွေကိုဖြေရှင်းဖို့တန်းနီးလန်းရှာဖို့ကြိုးစားကြပါပြီ။ အဲဒါပေမဲ့နာမီကိုနဲ့ KC တို့ကော်ဖီဝယ်ဖို့သွားနေတော့မှပဲသတင်းစာတွေကလူတွေနဲ့ KC တို့ကတူနေရကြောင်းမလို့ဆိုင်းမန်ရှင်ကလေတယောက်စီကိုအကြောင်းကြားလိုက်တဲ့ပုံရပါတယ်အဲတော့ခဏကြာမှပဲတန်မာရဲ့ဂိုင်းကလူတွေရောက်လာကြပြီးတော့ KC နဲ့နာမီကိုတို့ကိုတနက်နေ့ပြစ်ခတ်လိုက်တာကြောင်းမလို့ကော်ဖီဆိုင်တွေကလူတွေလည်းပဲဝရုံတုံးကထွက်ပြေးသွားခဲ့ကြပါတယ် KC တို့ကလည်းရှေးပြေးရောက်လာတဲ့တန်မာဂိုင်းသားမျိုးကိုအမောက်သိပ်ပြီးတော့ထွက်လာနေတန်မာဂိုင်းသားများစွာထပ်မံရောက်ရှိလာပါတယ် KG တို့ကလည်း ပြေခတ်မှုကနေရှောင်းတင်းဤနဲ့ဂေဇီယာနာမီကိုခေါ်ပြီးတော့မြောက်ယထာပူရာကိုပြေးဆင်းသွားခဲ့ပါရီသူတို့ယောက်ကယထာဘော်ကိုတက်ကလွတ်မြောက်ပြီးတော့ထင်သာခဲ့ပေမဲ့လေတမ်မာဂိုင်းရလူတွေကဇွဲရှိရှိနဲ့ယထာဘော်ထီကိုလိုက်လာခဲ့တာပါအဲ့တော့ဘလူးမရှောင်းပြီးလို့မဖြစ်နိုင်တော့တာကြောင့်မလို့ဂေဇီကတမ်မာဂိုင်းသားတွေကိုယင်ဆိုင်လိုက်ရပါရီအဲ့နောက်တော့ယထာဘော်မှာဂေဇီနဲ့တမ်မာဂိုင်းသားတွေစတင်တိုက်ခိုက်ကြတော့မြင်ရမှာဖြစ်ပါရီတပတ်ကလည်းပဲရက်ဆက်တဲ့တမ်မာဂိုင်းသားတွေဖြစ်တယ်လို့တပတ်ကလည်းပဲတေချာလေးကိုလေ့ကျင့်သင်ကြားထားကြတဲ့နေကြရီဆိုတော့အတော်လေးကိုပြင်းထန်ပြီးတော့ကြည့်လို့လေအတော်ကောင်းပါရီ ခေစီလေးပဲအဆောင်းကိုတိုက်ခိုက်ခဲ့ပြီးတော့နောက်ဆုံးမှာတမ်းမခိုင်းကလူတွေကိုရှင်းပြနိုင်ခဲ့ပါပြီ။ဒါမဲ့လေရေးတွေကသူတို့နောက်ကိုလိုက်နေခဲ့ပြီးတော့သူတို့ရထားပေါ်ဆင်းလာတဲ့ရေးတွေဖမ်းဆီးသွားခြင်းကိုခံလိုက်ရပါပြီ။တပတ်မှလည်းပဲနယူးယောက်ကိုရောက်လာတဲ့မာဆာဇူကဟာဒန်မာစီကိုသွားပြီးတော့သူလူချင်းတဲ့ပစ္စည်းပဲမလေးလို့မေးပါရ။ဒါပေမဲ့ခေစီနဲ့နာမီကိုတို့ရေးလက်ထက်ရောက်သွားပြီဆိုတာသိလိုက်ရတဲ့အခါဒါပြင်ယူရိုင်းဘစ်စုထည့်ထားတဲ့တစ်တာကလည်းသူတို့နောက်စီမှမရှိဘူးဆိုတာသိလိုက်ရတဲ့အခါမော်ဇာဇူကာဟာတန်မာရဲ့လူတယောက်ကိုသင်ငန်းစာပေးရနေတဲ့တန်မာရဲ့အရှိမှာပဲတပ်ပစ်လိုက်ပါတယ် ပြီးတော့မာဆာဇူကာကသူကေစီကိုရှာတွေ့ပါသေးလို့ဆူတောင်းထားကြဘဟုတ်ရင်ခမရတို့အလဲရောက်လာမယ်လို့အားလုံးကိုချင်းချောက်လိုက်ပြီးတော့ထွက်သွားခဲ့ပါတယ်တပတ်မှလည်းရဲတွေဖမ်းဆီးထိန်းသိမ်းထားတဲ့ကေစီနဲ့နာမီကိုတို့ကိုစုံတော့တရားစစ်ဆေးမေးမြန်းနေခဲ့ပါတယ်နာမီကိုကိုစုံတော့တယောက်ကဘာလို့ဘာမောက်ခမိသားစုကိုတက်လိုက်တာလဲလို့မေးတော့နာမီကိုကသူတို့မတတ်အကြောင်းနဲ့ဘယ်လိုလူတွေမှမသိဘဲနဲ့သူတို့ကိုလိုက်တက်နေရကြအောင်ထွက်ပြေးနေရကြအောင်ပြောပေမဲ့စုံတော့ကအဲ့ဒါကိုယုံကြည်ရဲ့ပုံမပေါ်ပါဘူးကေစီကိုလည်းစုံတော့ဝစ်စကိုဗစ်ကမေးမြန်းနေခဲ့ပြီးတော့ ကေဂျီရောအနာမီကိုကိုအန်နေမဖြစ်စေချင်တာကြောင့်မလို့ခမရတို့အားလုံးဘယ်သူနဲ့ရင်ဆိုင်နေရလဲဆိုတာသိမှာမဟုတ်ဘူးလို့သတိပေးစကားပြောပေမဲ့စုံသောဝစ်ကိုပစ်ကတော့ဂူးဆိုင်တဲ့ပုံမပြပေးနဲ့သူနားထောင်နေရကြောင်းဆက်ပြောဖို့ပဲပြောပါရီအဲဒါကြောင့်ကေဂျီကဖြေချောင်းကုံစင်အကုန်လုံးကိုစုံသောကိုပြောပြလိုက်ပါရီစုံသောဝစ်ကိုပစ်ကတော့တိတ်ပြီးတော့ယုံကြည်တဲ့ပုံမပေါ်ပေးနဲ့အဲ့ဒီယိုရိုင်းဘစ်စုထဲထားတဲ့တက်တာဘယ်မှရှိလဲဆိုတာမိလိုက်တော့ကေဂျီကလည်းသူပြောပြလို့မရကြောင်းပြောပါရီအဲ့ဒီမှာပဲမာဆာဇူကာကနာမီကိုရဲ့ရွှေ့နေအဖြစ်ဟန်ဆောင်ပြီးတော့ရဲစခန်းထဲဝင်လာခဲ့ပါရီ သူထဲရောက်တာနဲ့မာဆာဆူကာကမိရီအားလုံးဖျက်ပြီးတော့အမောင်ချလိုက်ပါရီအဲ့ဒါကတော့သူတို့ကိုလာတားတဲ့သူတွေကိုအလွယ်တကူရှင်းနိုင်မှုပဲဖြစ်ပါရီမိရီပြသွားတဲ့အခါမှာတော့ KC ကမာဆာဆူကာလာနေပြီလို့ပြောလိုက်တော့စုံတော့ဝစ်ကိုပစ်ကတော့ဂီးမဆိုင်တဲ့ပုံစံနဲ့သွားကြည့်ဖို့ထွက်သွားခဲ့ပြီးတော့ KC ကိုလည်းလက်ထိတ်ခတ်လျက်သားနဲ့တိုင်းလိုင်းထားခဲ့ပါရီ KC ကတော့ဒါရီယာမာဆာဆူကာရဲ့လက်ချက်ဆိုတာအသေးချာသိနေရကြောင်းမလို့ဒီခန်းလေးကနေမျိုးထွက်သွားနိုင်မှုပဲသူကစူးစမ်းနေပါရီမာဆာဆူကာကနာမီကိုစစ်စီးခဲ့တဲ့စုံတော့ကိုတတ်လိုက်ပြီးတဲ့အခါမှာတော့ ရဲတွေကနာမည်ကိုခေါ်သွားတာတွေ့လိုက်ရကြအောင်မလို့အရင်ဆုံးရဲတွေကိုရှင်းပြဖို့လုပ်ပါရီမာသာစုကကရဲတွေကိုရှင်းနေတော့မှနာမည်ကိုကထွက်ပြေးခဲ့ပါရီရဲတွေကမာသာစုကလိုမျိုးထိတ်တန်းနေကြတယောက်ရဲ့ပြိုင်မတ်မဟုတ်တာအကြောင်းမလို့ရဲတွေအားလုံးလည်းဘာဖြစ်လို့ဖြစ်သွားမှန်းတော့မသိဘဲနဲ့တယောက်ပြီးတယောက်အသက်ခံလိုက်ရပါရီအဲ့ဒီမှာရဲတွေကိုရှင်းပြရတဲ့မာသာစုကကထွက်ပြေးနေတဲ့နာမည်ကိုရဲ့နောက်ကိုလိုက်သွားတဲ့အချိန်မှာတပခခီစီကလည်းတန်ညိုးခတ်ထားရကနေပြီးတော့လွတ်မြောက်ဖို့အတွက်အစွမ်းကုန်ကြိုးစားနေပြီးတော့မှလွတ်သွားတဲ့အခန်းထဲမှာကာထားတဲ့မှန်ကိုဖောက်ကာထွက်လာခဲ့ပါရီ မာသာသူကကနာမီကိုတွေ့ရနဲ့နာမီကိုတိုက်ခိုက်ဖို့လှုပ်လိုက်ပေမယ့်လေသူ့ဘေးရဲ့နံပါတ်တပည့်ဦးတော့ဘလို့မှမရှင်းနိုင်ပါဘူးအမနာမီကိုကလည်းသတိမိသွားပြီးတော့အဖမ်းခံလိုက်ရပါပြီဂေစီကလည်းပြေးလာရင်နဲ့တေးစုံရဲ့ရေးရီစီမှာတော့တွေ့တာကြောင့်လက်မတန်းလိုက်ဖြစ်နေတဲ့လက်ထည့်ကိုဖြုတ်လိုက်ပါပြီအဲ့တော့ဂေစီကနာမီကိုလိုက်ရှာခဲ့ပေမယ့်စုံတော့ဝစ်ကိုဘေးရဲ့ဟန်အားချင်းကိုခံလိုက်ရပါပြီဂေစီကဒါဟာသူတို့ထင်နေကြတဲ့အတိုင်းမဟုတ်ဘူးလို့ရှင်းပြဖို့ကြိုးစားနေတော့နာမီကိုထမ်းပြီးတော့ဖြတ်သွားတဲ့မာဆာစုကိုတွေ့လိုက်ရပါပြီ မော်သာသူကတော့ KG ကိုတွေ့ရနဲ့အခဲမကြည်တဲ့စိတ်နဲ့ပြတ်တက်ဖို့လုပ်လိုက်ပါရီတရေထားမိသွားတဲ့ KG ကလည်းဝစ်စကိုဘစ်ကိုဆွဲထုတ်ကရှောင်းတိန်ပုံနေတဲ့အကြောင်းမလို့နှစ်ယောက်စလုံးကမာဆာစုကရဲ့လက်ကနေပြီးလွတ်မြောက်သွားခဲ့ရတယ်။အဲဒီမှာမာဆာစုကကနာမီကိုကိုအဆောက်အဦရဲ့အပေါ်ဆုံးခေါမိုးတက်တီကိုခေါ်သွားခဲ့ပါရီ။ KG ကလည်းအဲဒီနောက်ကိုအမြန်လိုက်သွားခဲ့ပြီးတော့ဝင်ရောက်တိုက်ခိုက်လိုက်ပါရီ။ KG ကအစွမ်းကိုစူးစမ်းပြီးတော့တိုက်ခိုက်တယ်ဆိုပေမဲ့လေမာဆာစုကကလည်းလည်းလေသာသလိုတိုက်ခိုက်ရမှာလေ KG ကမာဆာစုကကိုမရှင်းနိုင်သေးပါဘူး။ အဲ့တော့ KC ကတစ်ဖက်သက်အကြိတ်ခံနေရလို့ဖြစ်ပြီးတော့ကံကောင်းစွာနေပဲမာသာစုကက KC ကိုမရှင်းနိုင်ခင်မှာပဲရေးတွေအများကြီးရောက်ချလာကြောင်းမလို့နာမည်ကိုခေါ်ကအတောင်ပံလိုဝတ်စုံကိုသုံးပြီးတော့အောက်ကိုခုံချထွက်ပြေးသွားခဲ့ပါတယ်။မာသာစုကထွက်ပြေးပြီးတဲ့နောက်မှာတော့ KC ကလည်းဒီမှာဆက်နေရေးတွေဖမ်းပြီးတော့အရစ်ခံနေရမှာကြောင်းမလို့ထွက်ပြေးဖို့နီလိုက်မရှာပါဘူး။ KC ကလည်းအပေါ်ကတစင်းမီစင်ခုံရင်းနဲ့အောက်ကိုရောက်တော့နည်းနည်းအထိနာသွားခဲ့ပေမဲ့ရေးတွေလက်ကနေတော့လွတ်သွားခဲ့ပါပြီ။နာမည်ကိုဖမ်းခေါ်သွားပြီးတဲ့နောက်မှာတော့မာသာစုကဟာ ယူရိုင်းဘေးစုကိုဘယ်မှာဖွက်တာလဲဆိုတာမေးမြန်းမှုကြိုးစားပါရီဒါပေမဲ့နာမီကူကတော့သူမတင်ရင်တည်သွားပါစီယူရိုင်းဘေးစုရဲ့နေရာကိုဘယ်တော့မှပြောပြမှာမဟုတ်ပါဘူးအဲအကြောင်းမာဆာစုကကသူမရဲ့ခံစားချက်ကိုအသုံးချပြီးတော့ဒူတာဂီတာကိုတက်ခဲ့တဲ့အကြောင်းပြောပြပါရီအရောက်တိလိုက်ရတဲ့ခါမှာနာမီကူကဝမ်းနေပြီးတော့စိတ်သက်သာသွားခဲ့ပါရီချိန်နဲ့မှပဲနာမီကူကိုကယ်ဖို့တက်ဒီလန်ရှာမဲ့ KG ကတန်မာကန်ကိုဖုန်းဆက်ခဲ့တဲ့ coffee pie ရှင်စီကိုပြန်သွားခဲ့ပါရီအဲ့လိုမှခိုင်းရတဲ့စိတ်ကိုတွေးလိုက်ရတဲ့ခါမှာတော့ KG ကဘသူစီကိုဖုန်းဆက်ခဲ့ရလေဆိုပြီးတော့ထပ်ပြီးတော့မေးမြန်းခဲ့ပါရီ အဲလူကဖုန်းနံပါတ်ပဲတိပြီးတော့သူဖုန်းဆက်လိုက်တဲ့တစ်ဖက်လူကိုမသိပါဘူး။ဒါပေမဲ့သူဟာတန်မာခိုင်းရဲ့ဒီနေရာကိုတော့သိပါရည်။အဲဒါကတော့တန်မာရဲ့ကုမ္ပဏီပါပဲ။အဲဒါကိုသိလိုက်ရတဲ့ခေကြီးကအဲ့ဒီနေရာကိုချက်ချင်းသွားခဲ့ပါရည်။သူဟာအဆောင်ခိုင်းသားတွေကိုညှာတာမနေတော့ဘဲနဲ့ခက်ချင်းနဲ့ရှင်းပြလိုက်ပါပြီ။အဲ့ဒီနောက်မှာတော့ခေကြီးကတန်မာခိုင်းသားအဖွဲ့ဝင်တဲ့ကြိုးစုပွဲလုပ်နေတဲ့နေရာကိုခုံဆင်းသွားပြီးတိုက်ခိုက်လိုက်ပါရောဒီ။ဝင်လာမြတ်တန်မာခိုင်းသားတွေကခေကြီးရဲ့တိကျမြန်ဆန်တဲ့တိုက်ခိုက်မှုတွေအောက်မှာတယောက်ပြီးတယောက်လဲကြသွားခဲ့ပါရည်။ ဂေဂျီကလည်းအချိန်ကြာကြီးမယူလိုက်ရဘဲနဲ့ဂိုင်းသားအားလုံးရှင်းလိုက်နိုင်ခဲ့ပြီးနောက်ဆုံးတန်မာတယောက်ပဲဂျန်မာတို့တွေတန်မာကိုဖမ်းဆီးပြီးတဲ့အခါမှာဂေဂျီကတန်မာကိုမာဆာဇူကစီကိုဖုန်းဆက်ခိုင်းတဲ့အခါမှာမာဆာဇူကကတူတူချင်းနဲ့ပစ္စည်းနဲ့နာမီကိုလဲလှယ်ဖို့တပြောပါရီဂေဂျီကလည်းစောက်လုံးစဲလမ်းမာရီနာကဖျားချောင်းလေးမှာလဲလှယ်ဖို့အတွက်သဘောတူလိုက်ပါရီဂေဂျီကယူရိုင်းပိစုကိုလဲလှယ်ဖို့ယူသွားမှာဖြစ်တာကြောင့်ပစ္စည်းသိမ်းထားတဲ့တက္ကသိုလ်တွေကိုခိုးဝင်ရမှာဖြစ်ပါရီဂေဂျီကအဆောင်အနေကိုထိခိုက်ဒဏ်ရာရသွားအောင်မလုပ်ဘဲနဲ့ အဆောင်၃ယောက်ကိုဖမ်းချုပ်ပြီးတော့ခန်းထဲမှာပိတ်ထားခဲ့ပါသည်။ဒရိုင်ပေးစုထဲထားတဲ့တစ်တာ၄ကိုယူပြီးတော့ထွက်လာပါပဲ။စုံနောက်ဝစ်ကိုဗစ်နဲ့ထပ်မှန်ပြီးတော့စုံမြန်မာရီဝစ်ကိုဗစ်က KG ပြောတဲ့တစ်တာကအဲ့ဒါလားလို့မိလိုက်တော့ KG ကခေါင်းညှိလိုက်ပြီးတော့အခုချိန်မှာသူ့ကိုယုံသိမ့်ပြီလို့စုံနောက်ကိုပြောလိုက်ပါသည်။စုံနောက်ကမျိုးရဲသွားဖို့ပြောလိုက်တော့ KG ကမျိုးရဲသွားလို့မရကြောင်းနဲ့စုံရောင်ရေးလိုချင်တာကိုသူကပေးမှဖြစ်ပြီးတော့သူလိုရမယ့်အလုပ်ကိုလုပ်ခွင့်ပေးဖို့တောင်းဆိုလိုက်ပါသည်။အဲ့တော့ KG ကယူရိုင်ဘေးစုထဲထားတဲ့တက်တာကိုဖွင့်လိုက်ပြီးတော့ဒီလက်နဲ့တွေကအရန်ကုန်မှအရေးကြီးတာကြောင့်သူ့ဆရာတင်ပြပေးခဲ့တဲ့အတိုင်းလိုင်းလာဆောင်ရွက်ခဲ့ပါသည် ဂေဒီနဲ့မာဆာဇူကာတို့ချိန်ထားတဲ့နေရာကိုရောက်လာခဲ့တဲ့အခါမှာတော့မာဆာဇူကာကနာမီကိုကိုခေါ်လာပြီးတော့ယူရိုင်းဘစ်စုနဲ့လဲလှယ်ဖို့လုပ်ပါတယ်။ဂေဇီယားနဲ့ဒန်နာရီလာလက်နက်ယူရိုင်းဘစ်စုထည့်ထားတဲ့တက်တာကိုမာဆာဇူကာကိုပေးလိုက်ပါပြီ။လူရှိကယူရိုင်းဘစ်စုတက်တာကိုမြင်ရတဲ့အခါမှာမာဆာဇူကာကနာမီကိုထောက်သွောင်းခွင့်ပြုလိုက်ပါတယ်။ဒါမဲ့သူတက်တာကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အထဲမှာဘာမှမရှိတာကိုတွေ့လိုက်ရပါတယ်။ဘာလို့ဆိုတော့ယူရိုင်းဘစ်စုကအထိုက်တန်ဆုံးဖြစ်တဲ့နင်ဂျာခေစီစီမှာရှိနေလို့ပါပဲ။လေစားခံလိုက်ရမသိလိုက်ရတဲ့ခါမှာတော့မာဆာဇူကာကဂေးစီကိုဒီနေရာမှာနေမဲ့တပ်ပြက်ပြစ်ဖို့လုပ်လိုက်ပါရီ ။ဒါမဲ့လေတမ်းမကဂျယ်နီသီးရဲ့သူ့ရဲ့တပည့်အားလုံးကိုမာဆာဇူဂါနဲ့ခေစီနီယောက်စလုံးကိုရှင်းမှုတက်လွတ်လိုက်ပါရီ။လက်နဲ့အပြည့်စုံတဲ့တမ်းမဂိုင်းသားတွေအလုံးကြီးနဲ့ရောက်ချလာခဲ့ပါပြီ။ခေစီကနာမီကိုခေါ်ပြီးတော့အမြန်ထွက်ပြေးပါရီ။ဒါမဲ့မာဆာဇူဂါကတော့တွေးသမျှဝင်လာသမျှတမ်းမဂိုင်းသားတွေကိုအညာတာမဲ့စွာပဲရဲဆက်ဆက်တက်ဖြတ်ပြစ်လိုက်ပါရီ။ပပီးသွားတဲ့နာမီကိုနဲ့ခေစီတို့ကလည်းအနောက်ကနေလိုက်လာခဲ့တဲ့တမ်းမာဂိုင်းကလူတွေကိုရင်ဆိုင်ရပါလိမ့်။သုံးယောက်ကယိုရန်ဘေးစုရဲ့လက်နက်တွေကိုအသုံးချပြီးတော့သူတို့ကိုတက်ချင်နေတဲ့တမ်းမာဂိုင်းသားတွေကိုပြန်လည်တိုက်ခိုက်ကြပါလိမ့်။ အတန်အကြာတိုက်ခိုက်ကြပြီးတဲ့နောက်မှာတော့တန်မာဂိုင်းသားတွေအားလုံးကိုရှင်းလင်းနိုင်ခဲ့ပါပြီ။ဒါမဲ့လေသူတို့ရဲ့အဓိကရန်သူဖြစ်တဲ့မာဆာစုကတော့ကျန်နေပါသေးတယ်ဗျ။အဲဒီမှာနာမီကိုကာဝေးဖို့အတွက် KC ကဒီမာဆာစုကနဲ့ဒီနေရာမှာပဲအဆုံးဖြတ်တိုက်ပွဲကိုရှင်ပြိုင်မှုအတွက်ဆုံးဖြတ်လိုက်ပါရီ။ဒီတိုက်ပွဲကနေပြီးတော့နေညာတယောက်ပဲအသက်ရှင်ကျန်ရင်းပါပါ။သူတို့နှစ်ယောက်တိုက်ခိုက်ဖို့ပြင်နေချိန်မှာနာမီကိုကမာဆာစုကအမျှနဲ့ပြဖို့ပြင်လိုက်စင်ပါပြီ။မာသာစုကတွေ့သွားပြီးတော့လက်အုပ်မှုရယူကပုံပြောင်းတဲ့အစိမ်းများကိုပြစ်လိုက်ပါရီအဲဒီနောက်မာသာစုကခေးစီစီကိုဝင်ရောက်တိုက်ခိုက်လိုက်ပါရီ နေအောင်သားကအလျှော့မပေးကြဘဲနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြပါရီဒီချိန်မှာတော့ KG ကယူရိုင်းဘေးစုလန်တက်တွေရရှိထားအကြောင်းမလို့မာဇာစုကနဲ့တိုင်ပြန်တိုက်ခိုက်နိုင်ခဲ့ပေမယ့်မာဇာစုကပဲအသာစီးရနေခဲ့တာပါအဲမှာတိုက်ခိုက်နေကြရင်လည်းမာဇာစုကအစိပ်ပြေစည်းကိုထုတ်ပြလိုက်ပြီးတော့နာမီကူရဲ့အသက်ကိုကယ်ခြင်းရင်အစိပ်ပြေစည်းကိုရမှဖြစ်မယ်လို့ KC ကိုပြောလိုက်ပါရီဆက်လက်တိုက်ခိုက်ကြရင်လည်းမာဇာစုကခီစီရဲ့လက်မောင်းကိုဓာတ်နဲ့ထိုးဆိုင်လိုက်တဲ့အချိန်မှာတော့နာမီကိုကရှိသမျှအင်အားနဲ့မာဇာစုကအမြားနဲ့ပြစ်လိုက်ကာဂေဂျီကိုကယ်တင်မှုတဲ့ကြိုးစားပါရီ အဲအကြောင်းလဲမာသာစုကတယောက်ဒေါသရဲ့အလုံးထွက်သွားပြီးတော့သူ့မှာရှိတဲ့အစိတ်ဖြေပလင်းကိုလေ꿰သွားအောင်လို့ပြစ်ချကဖျက်ဆီးပလိုက်ပါရီအဲအောင်မြင်တော့ KC လေးပဲဒေါသရဲ့ထွက်သွားပြီးတော့မာသာစုကအပြင်းထန်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုပေမဲ့လေသူပဲခံရတာများပါရီအဲဒီအချိန်မှာပဲရေးဒီကလည်းရဟတ်ရင်နေနဲ့ရောက်လာခဲ့ပြီးတော့နေအောင်စလုံးကိုလက်နဲ့တီချပြီးတော့လက်မြောက်ထားဖို့တော့အော်ပြောနေရဆိုပေမဲ့နေအောင်စလုံးကဂိူးမဆိုင်ပါဘူးမာသာစုကလည်းဓာရီကိုအစမပြတ်ဝေယံနေနဲ့ရုတ်တရက်မြင်ကွင်းကနေပျောက်ကွယ်သွားခဲ့ပါရီ ခေစီရလဲဒေါ်သာထွက်နေပေမဲ့စိတ်တီကိုတင်းညောင်ထားဖို့အတွက်အငြင်းနဲ့တင်ကြားပေးခဲ့တဲ့သူ့ဆရာအာဂီတာရဲ့စကားကိုပြန်လည်အမှတ်ရသွားခဲ့ပြီးတော့မျက်လုံးကိုမိတ်လိုက်ကစိတ်ကိုတင်းညောင်ထိ ंछ ုပ်လိုက်ပါရီအဲဒီမှာမာဇာဇူကာကယုတ်တရက်ခေစီရဲ့နောက်ကနေပေါ်လာခဲ့ပြီးတော့ဒါနဲ့ခုတ်ဖို့ပြင်လိုက်ပေမဲ့မာဇာဇူကာကအနောက်ကနေရောက်လာကိုသိနေတဲ့ခေစီကရှောင်းလိုက်နိုင်ခဲ့ပြီးတော့မာဇာဇူကာကိုပြန်ထိုးလိုက်နိုင်တာကြောင့်မလို့မာဇာဇူကာလည်းအဲ့ဒီနေရာမှာနေမဲ့လဲကျသွားခဲ့ပါရီအဲ့ဒီနောက်မှာတော့ခေစီရသူ့ရဲ့အချက်ဆုံးမင်းကလေးနာမီကိုစီကိုပြေးသွားခဲ့ပါရီ ဒါပေမဲ့အစိပ်ပြေစီကိုမာဆာဇူကာကဖျက်ဆီးလိုက်ပြီမလို့ဂေဇီယာနာမီကိုကိုမကယ်တင်နိုင်ခဲ့တဲ့အတွက်တောင်းပန်နေခဲ့ပြီးတော့လူနာမီကိုကိုအချိန်တိုင်းချိန်နေခဲ့တဲ့အကြောင်းပါပြောနေခဲ့ပါတယ်။ဒီအချိန်မှာဂေဇီကသူ့ဆရာအာကီရာပြောတဲ့ရှီနိုဘီဒါကအသက်ကိုနှုတ်ယူနိုင်အောင်တော့မကပဲနဲ့အသက်ကိုပြန်လေရှင်သန်စေနိုင်နေဆိုတဲ့ဇာတ်ကားကိုပြန်လေပြီးတော့အမှတ်ရသွားခဲ့ပါတယ်။အဲဒါကြောင့်ဂေဇီကဒါကိုတွေ့ပြီးတော့စစ်ကြည့်လိုက်တဲ့အခါမှာတော့ဒယိုးမှတခုခုဖွာထားတာကိုတီးသွားပြီးတော့ဖြွင့်ကြည့်လိုက်တဲ့အချိန်မှာအစိပ်ပြေစီကိုတွေ့လိုက်ရပါတယ်။ ဂေဂျီရလည်းအများဆုံးပဲနာမီကိုကိုတိုက်လိုက်နေတာကြောင့်မလို့နာမီကိုလည်းပဲအသက်မတည်တော့ဘဲနဲ့တတိပြန်လေရလာခဲ့ပါရီဂေဂျီတို့တွက်လာချိန်မှာမာဆာဇူကာကမတည်သေးအောင်တွေးလိုက်ရတော့ဂေဂျီကတောင်းအောင်ကောက်ကန်လိုက်ပြီးတော့မာဆာဇူကာကိုအဆုံးသတ်ပေးလိုက်ပါရီအရာလုံးပြီးဆုံးသွားတဲ့အချိန်မှာတော့ဂေဂျီနဲ့နာမီကိုတို့ကရှေ့ဆက်ဘာလို့အောင်လဲဆိုတာမတည်သေးကြပါဘူးဒါမှလည်းစုံနောက်ဝစ်ကိုပဲရောက်လာပြီးတော့သူတို့လိုချင်နေတဲ့တန်မာဂိုင်းလေးပဲပြိုခွဲသွားသလိုတန်မာလည်းပဲအချုပ်ထဲထဲခဲ့နိုင်ပြီမလို့ချိန်နဲ့နေခဲ့ပါရီ အဲဒါကြောင့်အပြင်းမရှိတဲ့ KCO နှစ်ယောက်ရဲ့ passport တွေကိုပြန်လည်ထုတ်ပေးလိုက်ပြီးတော့လေရင်နောက်ကျနေပြီမလို့ဒီကနေအမြန်ထွက်သွားပြီးတော့ဂျပန်ကိုပြန်မှုတက်ပြောလိုက်ပါတယ်။ဆိုတော့ Wescove ရဲ့ကူညီပေးမှုကြောင့် KCO ကလည်းနေညာအကြောင်းတို့ကိုဘေးကင်းစွာပြန်ရောက်လာနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတို့နှစ်ယောက်ကတို့ရဲ့အဖေတာကီတာရဲ့ရွေရွေချက်ကိုဆက်လက်အကောင့်ထဲပေါ်ပြီးနောက်မျိုးဆက်အစ်နေညာတွေကိုဆက်လက်တင်ကြားပေးနေတဲ့အခမ်းမှာပဲဒီစကားလေးကလည်းပြီးဆုံးလို့သွားခဲ့ပါတယ်။ဟုတ်ကဲ့ပါ။နောက်ဒီများမှလည်းပဲစကားအကောင့်လေးတွေကိုအစဉ်ဆက်မပြတ် recap နေနဲ့တင်ဆက်ပေးမှာမလို့ ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးထားကြဖို့တောင်းဆိုလိုက်ပါကြခင်ဗျာအဲ့တော့အဆုံးထိအားပေးကြည့်ရှုခဲ့ကြတဲ့ပရိသတ်တယောက်စီရယ်ကိုကျေးဇူးအထူးပဲတင်ရှိပါကြောင်းလေးကျွန်တော်ရဲ့နောက်တဲ့ video တစ်ပုတ်မှာပြန်ပြီးတော့送တွေ့ကြပါစို့လားခင်ဗျာ